ဖတိမနဲ့တူတယ်လို့နှိုင်းရှင်ခံရတဲ့ပုံမှာသူမရဲ့ခန်းစားချက်မှန်ကိုပွင့်လင်းစွာတည်ပြောင်းလာခဲ့တဲ့မိမိကိုကိုမင်္ဂလာပါရှင်ဘာမီစနောင်းမှပြန်လည်ကျေးဇူးလိုက်ပါတယ်တတ်သက်စမင်းသမီးမဟုတ်တော့ပေမယ့်ခုနောက်ပိုင်းမှာနမေပူကြီးလာခဲ့တဲ့မင်းသမီးမိမိကိုကိုဟာသူမနဲ့အဆင့်တန်းချင်းကွာခြားနေဆယ်လီဖတိမနဲ့နှိုင်းရှင်ခံခဲ့ရတာပဲဖြစ်ပါတယ်သူမကိုယ်တိုင်ကလည်းအောက်ခြေကနေတက်လာနေသူဖြစ်ပြီး MRTV ဖုန်းဆက်လန်ထွေဒီမှာပါဝင်ခွင့်မရခဲ့ခင်တုန်းကမြန်မာတုံးဆက်ကားတွေမှာပါဝင်ခဲ့ပူးနေသူပဲဖြစ်ပါတယ် တက်ဆောင်နေနေတော့မဟုတ်ပင်ဇက်ရံအနေနဲ့ပြည်သက်တွေတတိမထားမိကြတဲ့ဇက်ရုပ်တွေကိုတရုတ်ဆောင်ခင်ရတဲ့အတွက်လူပညာလောကမှာဆယ်စုနှစ်ကြာကြာလာပြီးဖြစ်ပေမယ့်လူများကသူမကိုယခုမှတတိထားမိခဲ့ကြတာဖြစ်ပါတယ်။ MRT ဖုန်းရုပ်တံမှလည်းဇလန်းတော်တော်များများမှာဇက်ရံသာပါဝင်ခဲ့ရပြီးပြိုင်ရိုင်းဇက်ကားမှာကောင်းဆောင်မင်းသမီးဖြစ်တရုတ်ဆောင်လာခဲ့ရတာပါ။မင်းသမီးမိမိကိုကိုရဲ့ဆင်ရုပ်တွေဟာအငိုလွမ်းထံကြောက်ဖို့ကောင်းတဲ့ဆင်ရုပ်တွေနဲ့ခက်ထန်တဲ့ဆင်ရုပ်တွေကိုပဲပို့ပြီးတရုပ်ဆောင်လေးရှိပါတယ်။ သူမတည်ယုံဆောင်ခဲ့တဲ့ဇလန်တွဲတစ်ခုဖြစ်တဲ့မကြေးစီဇလန်တွဲဟာပြည်သက်တေကြကြိုက်ဖြစ်သွားခဲ့ပြီးထိုချိန်မှစကားမင်းသမီးတန်းဝင်လာခဲ့က MRT4 ရဲ့အကောင်းဆုံးမင်းသမီးဖြစ်မင်းသမီးမေမြင့်မုံရဲ့နောက်မှာရရှိခဲ့တာပဲဖြစ်ပါတယ်။ အခုချိန်မှာတော့မင်းသမီးမေမီကိုကိုဟောင်းထိတ်တန်းမင်းသမီးတယောက်ဖြစ်နေပြီလို့ဆိုလို့ရပြီအကယ်ဒမီထီတော်မှန်းခွင့်ရခဲ့ပြီပဲဖြစ်ပါနေ။ဒါပေမဲ့အောက်ခြေကနေမြို့မြို့တက်လာပြီးတဲ့နောက်မှာတော့လူဆုံတဲ့အမျိုးဟာဘဝင်မြင့်တက်တာကြောင့်သူမဟာလည်းစကားတန်နေပြောင်းလာခဲ့ပြီဖြစ်ပါတယ်။သူမရဲ့နုပညာလုပ်ကိုပို့ပြီးရောက်ကြအောင်ပြုလုပ်ပေးခဲ့တဲ့တပင်တဲ့များနှင်းစီပြီးတဲ့နေရာမှာမင်းသမီးမေမီကိုကိုဟာပို့ပြီးခက်ထန်လာခဲ့ပြီးပြိတ္တတင်ရတဲ့အထိဆက်ဆံရေးပုံစံတွေပြောင်းလာခဲ့တာဖြစ်ပါတယ်။ အခုတခါမှလည်းသူမကိုလမ်းပေးစေးတဲ့ဖြစ်တဲ့ဖက်တီးမအချင်းမောင်နဲ့ရုပ်ချင်းဆင်တယ်လို့ပြိတ္တတွေကပြောနေကြတဲ့အပေါ်မှာသူမရဲ့ခံစားချက်အမှန်ကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်ဖတီမချင်မောင်ကတော့မြန်မာပြည်မှာနာမည်ကြီးဆုံးချင်မောင်ဖြစ်ဆယ်လီဖြစ်သွားခဲ့တဲ့ထင်းလွမ်းမုံမှုများခဲ့တာပဲဖြစ်ပါတယ် ။မမဟုတ်တဲ့အချက်မောင်းလေးတစ်ခုဟောင်းဆယ်လီနေနဲ့အမှုပညာရှင်တွေကိုပါမကောင်။တကယ်ထိတ်တန့်ခရိုနီတထေးကြီးတွင်ဝယ်စားကြရလောက်တဲ့ဒီနာမည်ကြီးသွားခဲ့တဲ့အခါမှာတော့လူတွေရဲ့ကောင်းတဲ့ဝေဖန်မှုတွေတာမကောင်ဆိုတဲ့ဝေဖန်မှုတွေကိုလည်းမျောစွာရရှိထားခဲ့တာပဲဖြစ်ပါတယ်။ဒလမျိုးဝေဖန်မှုတွေများစွာရရှိနေခဲ့တဲ့ကြားမှာမင်းသမီးမေမီကိုကိုရဲ့လက်ရှိရိုက်ကူးနေတဲ့စကားကဆက်ယုံနဲ့တူသွားတဲ့အခါမှာမင်းသမီးနဲ့တူတဲ့ဖတ်တီမာဆိုပြီးလူတွေရဲ့တင်စားခြင်းကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ မင်းသမီးနဲ့အနှိုင်းခံခဲ့ရတဲ့ဖတ်တီမာကတော့နာစရာမရှိပေမဲ့လမ်းပီးစေးတဲ့ဖတ်တီမာနဲ့အနှိုင်းခံခဲ့ရတဲ့မင်းသမီးကတော့ရှင်နေအောင်သက်သက်နဲ့ခံရခံနေမှာပဲဖြစ်ပါတယ်။ ဒါကြောင့်ဖတ်တီမနဲ့အနှိုင်းခံရတဲ့ပုံမှာမင်းသမီးမေမီကိုကိုဟာခုလန်တလုံးမှာ စကားသိကိုရှိုက်ကူးနေတာဖြစ်ပါတယ်။ထိုစကားထဲမှာခြေကန်လူရန်စားဖြင့်ရှိုက်ကူးခဲ့ရတာဖြစ်တဲ့အတွက်အဝတ်စားခံနန်းကိုပဲဝတ်ဆင်ပြီးရှိုက်ကူးခဲ့ရတယ်ဆိုပါတယ်။ပရိသတ်တွေကအကယ်၍ဖတ်တီမနဲ့တူတဲ့စကားကိုမြင်ကျင်နေဆိုရင်လေသူမလုပ်ပေးဖို့ဝင်မလေးပေမယ့်အခုလိုမျိုးအနှိုင်းရှင်ခံရတာတော့တမျိုးကြီးဖြစ်ကြောင်းကိုအင်တာဗျူးမှာတိုင်းရိုက်ပြောခဲ့တာပဲဖြစ်ပါတယ်။ ဖတ်တီမဟာခုချိန်မှာကလေးမီးဖွားပြီးပေမဲ့ကလေးရဲ့အချင်းကြီးဟာစိုးရိမ်ရတဲ့အတွက်ဆေးရုံမှာပဲရှိနေသေးတာကြောင့်မင်းသမီးမေမီကိုကိုရဲ့အင်တာဗျူးကိုကြည့်မိရင်စိတ်မကောင်းဖြစ်နေမှာအမှန်ပဲဖြစ်ပါတယ်။ဖတ်တီမနဲ့ပုံစံတူတယ်လို့အနိုင်ရှင်ခံခဲ့ရတဲ့ပုံသူမရဲ့စိတ်ရင်းမှန်ကို ပြောပြလာတဲ့မင်းသမီးမေမီကိုကိုနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှပေးခဲ့ကြပါအောင်ရှင်။